မင်္ဂလာပါရှင်ဒီနေ့တော့ grade 5 english ရဲ့ mind map ကိုဆရာမရှင်းပြပေးမှာဖြစ်ပါတယ် mind map နဲ့ပတ်သက်ပြီးတော့မတချို့ကလေးတွေကရှင်းပြပေးပါလို့ပြောထားရရှိလို့ဆရာမကအခန်းဒီအကုန်လုံးကိုရောပြီးတော့မှအာဒီ73ခုလောက်ပေါ့နော်ပြင်ဆင်ထားတာရှိတယ်ဒါလေးတွေကိုရှင်းပြပေးမှာပါ classroom rules the classroom rules ကကလေးတို့လေ့လာထားပြီးသားအဲ့ဒီလေ့လာထားပြီးသားအကြောင်းအရာတွေကိုပဲဒီမှာလာပြီးတော့မှာ အာဒီအချက်ကလေးတွေရေးပေးလိုက်ရုံပါပဲဟုတ်ပြီနော်အဲ့တော့ classroom rules ကပါလဲ listen to the teacher listen to listen to ဆိုတာနားထောင်သည် listen to the teacher ဆရာပြောတာအောင်နားထောင်ပါ listen to ဆိုတာနားထောင်သည် listen to the teacher listen to the teacher ဆရာပြောတာအောင်နားထောင်မယ် use kind words use ကအသုံးပြုသည် kind က ကျင်နာတဲ့စကလုံးစကလုံးအကောင်းလေးတွေကိုပဲတုံပေးပါတဲ့ဟုတ်ပြီနော် raise ကမြောက်တာကိုပြောတာ raise your raise your hand to speak စကားပြောခြင်းလို့ရှိရင်စာသင်ခန်းထဲမှာစကားပြောခြင်းလို့ရှိရင်လက်မြောက်ပြီးတော့မှပြောမယ် say please and thank you say please and thank you မပြောရမလဲကျေးဇူးတင်ပါတယ်အဲကျေးဇူးပြု၍ဆိုတာမျိုးလေးတွေကိုပြောပေးရပါမယ်။ဟုတ်ပြီနော်။ Say please and thank you. respect one another respect ကဒီအတန်မိုးထားတယ်အလေးနဲ့ထားတယ်တယောက်ကိုတယောက်တန်မိုးထားပေးပါမယ်တယောက်ကိုတယောက်လေးစားရပါမယ်ညာပြီနော်ကဲဒါဆိုရင် classroom rules နဲ့ပတ်သက်တဲ့အချက်၅ချက်လေးဖတ်ကြည့်အောင် listen to the teacher listen to the teacher use kind words use kind words raise your hand to speak raise your hand to speak Say please and thank you. Say please and thank you. Respect one another. Healthy habit. healthy habit ပါလဲဆိုတော့ကျန်းမာစွာနေရမယ် habit ကအကျင့်လေးတွေကိုပြောတာပါဆိုတော့ barn mosquito coil barn mosquito coils coils မှာ s ပါမယ်ဘာလို့မှာလဲဆိုတော့ခြင်ဈေးခွေတွေထုံးမယ် barn mosquito coils barn mosquito coils eat healthy food eat ကအစားသည် healthy food ဆိုတော့ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေကိုစားမယ် eat healthy food ကျန်းမာရေးနဲ့ကိုက်ညီသောအစားအစာတွေကိုစားမယ် clip nails often clip nails often clip ကဘာလို့တလဲညက်တဲ့ nails ကလက်တဲ့ often ဒီမကြာခဏ clip nails often လက်သေးတွေကိုမကြာခဏညှက်ပေးမယ် wear clean clothes w e a r wear ကဝတ်စင်သည် clean clothes ဆိုတော့ဝတ်ဆင်တာဘယ်လိုဝတ်ဆင်ရမလဲဆိုတော့တန့်တန့်ရှင်းတဲ့အဝတ်အစားတွေကိုဝတ်ဆင်ပေးရမယ် wear clean clothes drink lots of water drink lots of water ရေတွေအများကြီးတောက်ပေးရပါမယ်ဒါဒါဆိုရင် healthy habit မှာဓာတ်ရီအပြင်နောက်ထပ်တခြားဟာတွေကိုလည်းရေလို့ရပါတယ်ဥပမာ drink milk eat vegetable ဟုတ်လားအဲ eat a lot of food uh, eat uh, fruit and juice ဒါတွေအများကြီးရေးလို့ရတာပေါ့ဟုတ်လားကဲဒါဆိုရင်တစ်ခေါက်ဖက်ကြည့်အောင် burn mosquito quills burn mosquito quills ကျန်စေးဝေးထုံးမယ် eat healthy food eat healthy food ဂျမိုင်းနဲ့ကိုင်နေတဲ့အစားအစာလေးကိုစားမယ် clip nails often clip nails often လက်သေးညှက်မယ် wear clean clothes wear clean clothes. 但先生这里我啥的会没？Drink lots of water. Drink lots of water. 饮料机倒没？那地方嘞？Healthy habit. နောက်တစ်ခုကကြတော့ my safety rules my safety rules လို့မဟုတ်ဘဲနဲ့ safety rules ပဲရေးမယ်ဆိုရင်ကြတော့ s ကိုအကြီးနဲ့ရေးပေးမယ် my ကဖြုတ်လိုက်လို့ရတယ်ဟုတ်ပြီနော် my safety rules ဆိုရင်တော့ m ကိုအကြီးနဲ့ရေးမယ် safety rules ပဲရေးမယ်ဆိုရင်တော့ s ကိုအကြီးနဲ့ရေးမယ်ဆိုတော့ဆရာမတို့ဒီကနေစပြီးတော့ဖတ်ကြည့်မယ် you must walk on the pavement ဘယ်ကနေလဲလျှောက်မှာလေ ဇင်းကြံမှာလမ်းလျှောက်ပါတဲ့ဇင်းကြံကနေလျှောက်ပေးရမယ်လမ်းပေါ်မှာလျှောက်ပြီးတော့မသွားရအောင် you must walk on the pavement you must walk on the pavement you mustn't play mustn't play ဆိုတော့ဘာလဲဆိုတော့မကစားရပါဘူး you mustn't play on the road လမ်းပေါ်မှာမကစားရပါဘူးအဲ့တော့သိထားရမှာဒီနေ့မှာ mars plus buff one mars ကျနောက်မှာ mars plus အမြဲတမ်း buff one လိုက်တဲ့ဆိုတဲ့အချက်ရယ် mustn't ဆိုတာလည်း mask ကိုဒီ mask ကိုမှအငင်းပြူထား negative ပေါ့နော်ဒါဆိုတော့ mustn't နောက်မှာလည်းဘာပဲလိုက်မလဲ buff one လှုပ်ရမယ်မလှုပ်ရဘူး mass plus buff 1ဒီလောက်ရမယ် margin plus buff 1ဒီမလောက်ရဘူးလို့ပြောတာဟုတ်ပြီနော်ညတော့ဆိုတော့ you margin play မကစားရဘူး margin play မကစားရဘူး on the road လမ်းပေါ်မှာမကစားရပါဘူးတဲ့ you mustn't play on the road you mustn't play on the road လမ်းပေါ်မှာမကစားရအောင်နောက်တစ်ခု you must look Elgakadwaha. You must look to the left and to the right. To the left, bebe kuchime. To the right, nyabe kuchime. Before crossing the road. Before crossing the road. Lamaku kema. Cross ka kura piano. Before ga matain ke. Lamaku kem. Before crossing. Lamaku kema. Balo piyamle. So look to the left and to the right. Bebe kuchime. Nyabe kuchime. So you must look to the left and to the right before crossing the road လမ်းဖြတ်ပြီးတော့မကူးခင်မှာဘယ်ဘက်ကိုညာဘက်ကို ကြည့်ရပါမယ်တဲ့ဟုတ်ပြီနော်ဘယ်ဘက်ကိုကြည့်ရမယ်ညာဘက်ကိုလည်းကြည့်ရ you must wear wear ကဝတ်စင်သည် mask plus buff one ဝတ်စင်ရမယ်ဝတ်ကိုဝတ်ရမယ် a helmet helmet ကဆိုင်ကယ်အုပ်ထုပ်ကိုပြောတာ when you ride a bike ဆိုင်ကယ်စီးတဲ့အချိန်မှာ when you ride a bike ဆိုင်ကယ်စီးသောအခါ when ဒီသောအခါနော် ဆိုင်ကယ်စီးသောအခါမှာ you must wear a helmet ဘာလို့ပြောရမလဲအုပ်ထုပ်ကိုစောင့်ပေးရပါမယ် you must fasten your seat belt when you are in a car when you are in a car တင်ရကားထဲမှာရှိနေတဲ့အချိန် when you are in a car you must fasten your seat belt seat belts belt ဆိုတော့ကားရဲ့ဘက်ကလေးကိုပတ်ထားပေးရပါမယ်တဲ့ you must walk on the pavement. You must walk on the pavement. Since since I'm must plus buffon. Mustn't plus buffon. You mustn't play on the road. You mustn't play on the road. Lamawa Magasaya Babu, you must look to the left and to the right before crossing the road to Lama Pyaku Kema, Bebekule Chiame, Nyabekule Chiabame. You must wear a helmet when you ride a bike. Sangya Sidi Chima, Sangya Sidoaka, helmet. ဆိုင်ကယ်ထုတ်ကိုစောင့်ပေးရပါမယ်။ You must fasten your seat belt when you are in a car. When you are in a car, တရားကားထဲမှာရှိနေတဲ့အချိန် you must fasten your seat belt တင်းရဲ့အဒီကထိုင်ခုံနဲ့တွဲထားတဲ့အခက်ဘက်ကိုဘာလို့ပြရမလဲဆို fasten China na ချီနောင်ပေးရပါမယ်တဲ့တက်လိုက်ရမယ်ပေါ့နော်ချီလိုက်ရပါမယ်လို့ပြောတာဟုတ်ပြီနော်အဲဒီအဲဒီကားမှာပါတဲ့ဒီဂျိုးကလေးကို seat belt လေးကိုချီနောင်ထားရပါမယ်ကြည့်ဒါဆိုရင်တစ်ခေါက်ဖက်ရအောင် you must walk on the pavement you must walk on the pavement you mustn't play on the road you mustn't play on the road you must look to the left and to the right before crossing the road you must wear a helmet when you ride a bike you must fasten your seat belt when you are in a car နောက်တစ်ခုက library rules library rules rules တွေကအများကြီးမို့လို့ s ထည့်ပေးမယ်အဲရှေ့က second ဒီအကြောင်းကိုဒီ rewards ကိုကအချင်းနဲ့ရေးပေးမယ် return books return ကပြန်အပ်တယ်ပြန်ပေးတယ်ပြောတာ return books to their proper places သူထားရမယ့်နေရာမှာပေါ့နော်ထားရမယ့်နေရာကိုသွားပြီးတော့မှထားပေးရမယ် don't draw don't draw ဆိုတော့မဆွဲရပါဘူး all right မရေးရပါဘူး in the books အောက်ထဲမှာမရေးရဘူးမဆွဲရအောင်မရေးရအောင် မှာရေးဆွဲချစ်တာမျိုးမလုပ်ရအောင် ask if you need help ask ကတောင်းဆိုပါ if you need help အခုညီလို့ရင်တောင်းပါအခုညီလို့ရင်မေးပါပြောပါတောင်းပါပေါ့ speak softly speak softly ဆိုစကားကိုတိုးတိုးလေးပဲပြောရမယ် remember to return box on time remember to return box how do you get a yabami on time a jamie apple mami bani the three abhi bas radara lewari library will sit a cup and jam return box to their proper places return books to their proper places don't draw or write in the books don't draw or write in write in the books ask if you need help ask if you need help speak softly speak softly remember to return books on time remember to return books on time နောက်တစ်ခုက family rules ဒီအပြင်ဆရာမရေးထားတဲ့စာတွေအပြင်တခြားစာတွေကိုလည်းရေးလို့ရပါတယ်ကိုကြိုက်တာရေးလို့ရပါတယ်နော် family rules မှာ rules က s ထည့်ရပါမယ် f ကိုအချင်းနဲ့ရေးမယ် switch off ပထမတစ်ခုဖတ်ကြည့်မယ်နော် switch off ကပိတ်မယ် the lights မီးတွေကိုပိတ်ပါမယ် after use အသုံးပြုပြီးတာနဲ့မီးတွေပိတ်ပါမယ် the switch off the lights after use switch off the lights after use share your toys ကစားစရာတွေကိုပါလေမျှပြီးတော့မှအတူတူဆော့ရမယ်ပေါ့ share your toys help one another help ကကူညီပါ one another တယောက်ကိုတယောက်ကူညီပေးရပါမယ် keep your room tidy keep your room tidy keep tidy ရပါလို့ပြောရမလဲကိုယ့်ရဲ့အခန်းကိုတသက်ရရဲချပေးရပါမယ် keep your room tidy keep your room tidy keep your room tidy Narku, wash your hands let us see me before and after eating before and after matain before ga matain ke after ကြတော့ပြီးနောက်ဆိုတော့မတိုင်ခင်မစားခင်နဲ့စားပြီးတဲ့နောက်မှာသင်ရလက်တွေကိုဆေးပါ wash your hands before and after eating wash your hands before and after eating ကဲဟုတ်ပြီဒါဆိုရင် family rules ကိုတစ်ခါဖတ်ကြည့်မယ် switch off the lights after use switch off the lights after use share your toys help one another Keep your room tidy. Wash your hands before and after eating. Wash your hands before and after eating. နောက်တစ်ခုကကြတော့ chores I will do tomorrow. မနေ့ပြန်လုပ်ရမယ်အလုပ်တွေပေါ့နော်။မနေ့ပြန်ဘာတွေလုပ်မလဲ? I will clean the kitchen. our clean well plus buff one ဒါတွေကိုဒီလိုမျိုးသင်ရင်းနဲ့တခါလေးမှတ်ပါ well plus buff one ဒီပါလဲဆိုတော့ future tense f u t u r e future tense ဖြစ်တယ် well plus buff one က future tense ဖြစ်တယ်သူဒီအဒီအနာဂတ်အဒီ အနာကက်မှာပေါ့နော်ဗားရီလုံးမယ်ဥမာမနေ့ပြန်ပါလုံးမယ်တပတ်ခါပါလုံးမယ်နောက်တစ်ပတ်မှာပါလုံးမယ်နောက်တစ်လမှာပါလုံးမယ်နောက်တစ်နှစ်မှာပါလုံးမယ်ဒါမျိုးတွေကို ပြောချင်တဲ့အခါမှာကိုယ့်ရဲ့ plan ကိုယ့်ရဲ့အစီအစဉ်တွေကိုပြောချင်တဲ့အခါမှာ future tense ကိုတောင်းမယ် future tense world plus buffer well ရဲ့နောက်မှာတကယ်လို့ဒီ buff form တွေမှာကွက်လက်ပေးထားတယ်ဆိုရင်ကိုတိထားရမှာဒီ well plus buff one ခုနဆရာမရှင်းပြလိုက်တဲ့ mask ကကြတော့ mask နဲ့ martian နောက်မှာကွက်လက်ပေးထားမယ်ဆိုလို့ရှိရင်ဒီကွက်လက်မှာလာမဲ့ဒီ words တွေပါလာမလဲ buff ကပါလာမလဲဆိုတော့ buff one လာမယ် mazen ပေးထားပြီးတော့မှာ အဲဒီနောက်မှာအဲဒီကိုလက်မီကိုလက်ပေးထားတဲ့ solution လေ margin နဲ့နောက်မှာ buffer လာမယ်ဒါတင်ရင်းနဲ့ပဲသင်ငန်းစာတင်ရင်းနဲ့ပဲ verb form လေးဒီအာဒီ tense ကိုလည်းသိအောင်တခါတည်းပဲလေ့လာသွားပါဆရာမတို့ဒီကြားညက်ပြီးတော့မှပဲပြပြသွားပါမယ်ဒီ tense နဲ့ပတ်သက်ပြီးတော့မှ future ဒီ present tense နဲ့ past tense ကိုတော့ရှင်းပြထားတာရှိတယ် channel ထဲမှာရှာပြီးတော့မှဝင်ကြည့်ပါ future dance ကဆရာမအချိန်မရသေးလို့အချိန်ရအဲ့ဒါလည်းရှင်းပြပေးမယ်ဟုတ်ပြီနော်ပြီးတော့မှဒီလိုမျိုးသင်ရင်းနဲ့ပဲကိုက dance တွေဘယ်နေရာတွေမှာသုံးနေဒီ present tense တွေဘယ်နေရာမှာသုံးနေ future ဘယ်နေရာမှာသုံးနေ past tense ဘယ်နေရာမှာသုံးနေတခါတည်းပဲစာနဲ့တခါတည်းတွဲပြီးသွားပါအဲ့ဒါဆိုလို့ရှိရင်ကိုကပို့ပြီးတော့မှမှတ်မိစေပါတယ်ခုဆိုဆရာမက i will clean the kitchen ဆိုတော့ကိုကမနေ့ပြန်လုံးမဲ့အလုပ်တွေကိုပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့ well plus buffer နေမယ်ရှင်းမယ် well plus buffer နေ future inheritance to the uh now အနာဂတ်မှာဖြစ်မဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့မှရေးတာဟုတ်ပြီနော် world plus buffer ကဲဒါဆိုရင် i will clean the kitchen နောက်မနေ့ပြန်ကြမှာလို့မှာလေသူကမိဖို့ခန်းအောင်ရှင်းမယ်မိဖို့ကြောင်ရှင်းမယ်ပေါ့ i will clean the kitchen i will mop the floor mop the floor ဘာလို့မှာလဲဆိုတော့ကျန်တိုင်းမင်း i will mop the floor I will take out the rubbish. Take out the rubbish. အမိုက်ပြင်မယ်။အမိုက်ပြင်မယ်။ I will take out the rubbish. Take out the rubbish. Will plus verb 1. ဟုတ်ပြီနော်။အဲ့တော့မနေ့အလုပ်ထားပြီးသားအလုပ်တွေနဲ့ပတ်သက်ပြီးတော့ရေးပါလို့ဆိုရင်ကြာဆရာမတော်ဘာလို့ရတော့မလဲ။အကုန်လုံးကို past tense ပြောင်းရတော့မှာ။ဟုတ်ပြီနော်။ဥပမာဆိုရင်မနေ့ကအဲဒီကြမ်းတိုက်တယ်ဆိုရင် I M O P P E D mopped the floor. မနေ့ကကြမ်းတိုက်တယ်။ဥပမာဆရာမတို့ဒီ အမိုက်ဖြစ်တယ်ဆိုလို့ရှိရင်လည်း take out ကပါဖြစ်မလဲ i took out the rubbish အမိုက်ကြီးကိုမနေ့ကလွင့်ပြခဲ့တယ်ဒါမျိုးလာမှာနော် past tense ဒီဘာအတွက်သုံးတာလဲဆိုပြီးခဲ့တဲ့အရာတွေကိုပြောချင်တဲ့အခါမှာ past tense ကိုသုံးမယ်ဒါဆိုရင်တကယ်လို့အများကြီးမှာဥပမာပေါ့နော်မနေ့ကလုပ်ခဲ့တဲ့အဲဒီအလုပ်တွေ chores i did yesterday လို့မေးလာလို့ရှိရင်ကြတော့ဒါတွေအားလုံးကိုကိုကဘာပုံစံနဲ့ရမှာလဲ past tense နဲ့ရေးပြရမယ်ဟုတ်ပြီလား ။ကဲဒါဆိုတော့ I will fold the clothes ဘာလို့မလဲ? will fold အဝတ်စားခောင်းမယ်။ will fold the clothes. I will water the plants. I will water the plants. ရေလောင်းမယ်။ water the ဆီမရှင်းခဲ့တော့ကလည်းပြောပြီးသားသူဒီရေပေါ့နော် water ကရေဒါက noun. W T R water the verb အနေနဲ့ဆိုလို့ရှိရင်ရေလောင်းသည်ဟုတ်ပြီနော်။ရေလောင်းသည် water di ji lang di verb 2 sin ba lam le ed pound thai lai me w a r t e d water i watered the plants yesterday da ma ne ya kisa pyo chin ne so shin no past tense ne pyo pa ya ma phit ka da so yin ta khaw phat chin a chores i will do tomorrow da i will clean the kitchen i will clean the kitchen i will mop the floor i will mop the floor i will take out the rubbish i will take out the rubbish i will fold the clothes i will fold the clothes i will water the plants i will water the plants နောက်တစ်ခုကကြတော့ my daily routine daily routine ကကြတော့နေ့တိုင်းလုပ်တဲ့အလုပ်တွေကိုပြောတာဆိုတော့ဒီမှာဆ iam ကဒီနှစ်ခုလုပ်ထားတယ် daily routine နဲ့ပတ်သက်ပြီးတော့ဆ iam နှစ်ခုလုပ်ထားတယ်ဒီနှစ်ခုမှာ အဒီတပုတ်ကကြတော့အသေးစိတ်ကလေးရေးထားပြီးတော့နောက်တစ်ခုကကြတော့ဒီ main point လေးကိုပဲရေးထားတာရှိ။အဲဆိုတော့ဒီမှာ I always go to school at 8:25. အဲ7:25မှာကျောင်းသွားတယ်။ I usually go home at 3:45. ကျောင်းမနဲ့အိမ်ပြန်လာ။ I usually get up at 6:00မနက်ခင်း6:00မှာထားတယ်။ I watch TV at 8:30. ရှင်းနိုင်ခွဲမှာအဲဘာလို့လဲ watch TV ဆိုတော့ TV ကြည့်တယ်။ I often do homework at 4:30. ၄နိုင်ခွဲမှာဆိုတော့အင်စာလုပ်တယ်။ဆိုတော့ဆရာမကဒီမှာကျတော့အချိန်နေပါထည့်ထားတယ်။တကယ်လို့သူ့ကိုအချိန်နေမထည့်ခြင်းမို့ဆိုလို့ရှိရင်တော့ဘာလီလို့ရတယ်ဆို go to bed. Oh sorry, go to school. ကျောင်းသွားတယ်။နောက်တစ်ခုက go home. အိမ်ပြန်နေပေါ့။ go home. နောက်တစ်ခုက do homework. အင်စာလုပ်တယ်။ do homework. Watch TV. TV chile. Watch TV. Get up. Now, the bayilu yadile. Have breakfast. B R E K F A S T. Have breakfast. Manasa sare. Now, the bayilu yale. Go to school. Summer. Go to school. Le, uh, do exercise. E X E R. CIS do exercise test do physical exercise ပေါ့နော်လေ့ကျင့်ခန်းလုပ်မယ် play with my friends play with my friends ကိုရဲ့ daily activities ကကိုကြိုက်တာရေးလို့ရတယ် play with my friends နောက်တော့ဘာထည့်လို့ရသေးလဲ help my mother အဲ့လိုမျိုးလေးတွေ ထဲလို့ရတယ်ဟုတ်ပြီနော် do physical exercise တော့ဒီမှာတော့ဆရာမက အချိန်လေးပါထည့်ပြီးတော့မှရေးပေးထားတယ်ဒါလို့မရေးချင်ဘူးဆိုတော့ဆရာမတို့ဒီဘယ်လိုရေးလို့ရလဲဆိုတော့ဒီလိုမျိုးလေးရေးလို့ရမယ် daily routine မှာ go to bed အရာဝင်နေ get up အရာထားတယ်အရာဝင်နေ have breakfast မနေ့ကစားတယ် do homework go to school ကျောင်းသွားတယ်ခုနဆရာမပြောတဲ့အချက်လေးပါထည့်ချင်တယ်ဆိုလို့ရှိရင်တော့ do physical exercise နော်ကိုကြိုက်တာရေးလို့ရတယ် EXE or CISC do physical exercise လေ့ကျင့်ခံလုပ်မယ်ပေါ့နော်နောက်တစ်ခုကဘာလို့လုပ်ရသည်လဲ play with my friends နောက်တော့ဘာလို့လုပ်ရလဲ help my mother ခုနကပြောတဲ့လိုမျိုးပဲ help my mom help my mother what are the plans daily routine ကပန်းရီလောင်းနေ နောက်တစ်ခု read books စောင့်တွေဖတ်တယ်ဒီလိုမျိုးတွေအများကြီးကိုကအဆင်ပြေတယ်လို့လေရေးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါကကြတော့ဆရာမကအချိန်နေမထည့်ထားဘူးဒီပုတ်ကကြတော့ဆရာမကအချိန်နေပါထည့်ပေးထားတယ် I always go to school ဆိုအချိန်နေကတော့ထည့်ဖို့ဒီမလိုအပ်ဘူးလို့ဆရာမထင်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ health problems ကျမရေး ပြက်တနာတွေပေါ့နော်ဒီတဲမှာလည်းပဲကိုကြက်ထားတဲ့ကိုဖက်ထားတဲ့အရာတွေနောက်ချက်အများကြီးထည့်လို့ရတယ် headache headache ကခေါင်းကိုက်တယ် fever ဖျားတယ် ear ache နားကိုက်တယ် fever အဲဆီမား fever ကနှခါဖြစ်နေတယ်ဆိုတော့ဆီမားဒီမှာတစ်ခုခုတခြားတစ်ခုခုထည့်လိုက်မယ်အဲ stomach က bite နာတယ် bite အောင်နေဆိုတော့ဆီမားဒီမှာဘာထည့်မလဲဆိုတော့အဲ CEO UJ's cough ချောင်းဆိုးတယ်ထည့်လို့ရတယ်နောက်ထပ်ဘာထည့်လို့ရလဲ T O O T H A C H to take ဆယ်လို့ရတယ်။တွားကြိုက်တယ်ပေါ့နော်။ဒါဒီ health problems ကိုချက်ထားတဲ့ကိုဖတ်ထားတဲ့ဟာလေးကိုရေးလိုက်ရုံပါပဲ။ဆိုတော့ပြန်ပြီးတော့ဖတ်ကြည့်အောင် headache, headache, fever, earache, cough, toothache, stomachache ညာပြီနော်။ house chores ကကြတော့ဒါအိမ်အလုပ်အိမ်ကအလုပ်ကိစ္စလိုမျိုးလေးတွေရှေ့မှာပြောထားတဲ့အချက်တွေနဲ့တူတူပဲ။သူဒီအဲဒီ unit 1မှာလေ့လာခဲ့ပြီးသား။ ဟုတ်ပြီနော်အဲ့ဒီလေ့လာထားတဲ့အရာတွေကိုပဲကျမတို့ကအခြေခံပြီးတော့မှဒီမှာစာရေးမှဖြစ်တယ်။ကဲဒါဆိုလို့ရှိရင်အာဒီ tidy up the deck ဆိုတာလို့တာလေဒီခုံတွေကိုတန့်ရှင်းတာတန့်ရှင်းလို့တာ fold the clothes ကအဝတ်စားခောက်တယ် make the bed အရာပြင်တယ်အရာခောက်တယ် clean the window ဘရင်ပေါက်တွေကိုရှင်းတယ် do the dishes ပကံစီတယ်ဒါရှိမှအခန့်ချက်မှာခရေကဒီ unit 1 lesson 1မှာခရေကတင်ထားခဲ့ပြီးသားဒါတွေဒီရပြီးသားဟုတ်ပြီနော်တစ်ခေါက်ဖတ်ကြည့်အောင် fold the clothes fold the clothes အဝတ်ခေါက်ဒီ tidy up the decks ခုံတန့်ရှင်းလုပ်ဒီ clean the windows ဝင်းပေါ့တန့်ရှင်းနေ do the dishes ပကံစီတယ်။ make the bed အရာပြင်နေအရာခောက်တယ်အရာသိမ်းနေ နောက်တစ်ခုကကြတော့ places as ကိုကြောင်းရနေရတယ်။နောက်ထပ်ဒါကိုဗာရေးလို့ရသေးလဲဆိုတော့ my favorite places my favorite places at school ဆိုပြီးရေးလို့ရတယ်။တူတူပဲဟုတ်ပြီနော်။ကိုကြိုက်တဲ့နေရာလေးတွေထည့်ရေးရမှာ playground ကစားခွင့် assembly hall canteen library garden ဟုတ်ပြီနော်။အဲ့တော့ဒါကိုဒီ တကယ်လို့များ my favorite place at school လို့လာလို့ရှိရင်လည်းဆရာမညီမပြင်ထားတာရှိတယ်။အဲ့တိုင်းလည်းပဲဘာမှမခွာဘူး။ဆရာမညီမ field football field တစ်ခုထည့်ထားတာရှိတယ်။ football field ကပါလေဘောလုံးကွင်း library ကစာကြည့်တိုင်း garden ကဥယျာဉ် canteen playground ကဲဒါဆိုလို့ရှိရင် my favorite place at school ဆိုရင်ရေးတက်သွားပြီပေါ့နော်။ places at school ဆိုရင်လည်းဒါပဲရေးရမှာ။ my favorite places at school ဆိုလို့ရှိရင်လည်းဒါလေးတွေကိုကြိုက်တဲ့နေရာလေးတွေကိုထည့်ရေးလိုက်အောင်ပါပဲ။နောက်တစ်ခုကကြတော့ seasons seasons က summer winter the rainy season autumn spring အဲ့တော့ဒီနေရာမှာနောက်ထပ်ဆင်မတို့ဒီကလေးတို့အနေနဲ့ပေါ့နော်ဘာလို့နောက်ထပ်လေ့လာထားရမလဲဆို summer နဲ့ပတ်သက်ပြီးတော့ mind map လုပ်ပါဆိုလို့ရှိရင်လည်းပဲသူ့ကိုဆင်မတို့ဒီအချက်၅ချက်ပြောင်းရေးပေးရမယ် summer winter solution နဲ့အချက်၅ချက်ပြောင်းရေးရေးပေးရမယ် autumn spring the rainy season ဒါတွေကိုလည်းပဲအချက်၅ချက်ပြအောင်ရေးပြရမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့မှလည်းအသေးစိတ်လေ့လာထားပါဟုတ်ပြီနော်အဲ့တော့စဖတ်တဲ့အချိန်မှာသိချဖတ်ပါဟိုဆာမေးဘွယ်အတွက်ပဲဦးတည်တာမျိုးမဟုတ်ဘဲနဲ့ကိုတခုခုရဖို့တီးဖို့မမိဖို့ရန် address ဆိုရဲစိတ်ဝင်စားမှုနဲ့ဖတ်လို့ရှိရင်အဲဒီစာလို့ရတာလည်းပျော့တယ်စာတွေလည်းပဲမှတ်မိတယ်ပေါ့နော်စာမေးဘွယ်တစ်ခုတည်းကိုပဲဥတီမဲ့အစာကိုကပျော်နေဖို့လိုတယ်စာလုတ်တဲ့အချိန်စာဖတ်တဲ့အချိန်မှာပျော်နေလို့ရှိရင်ဒီ ီအစားလို့ရတာလည်းစိတ်ဝင်စားတယ်အမှတ်မှတ်လည်းမှတ်မိတယ်ဇာမင်းပွဲမှာလည်းအမှတ်ကောင်းတယ်အကုန်လုံးအကျိုးရှိရပေါ့နော်ကြည့်ဒါဆိုရင်ဆရာမဒီနေ့အပြင်ပေးထားတဲ့ mind map တွေကလေးတို့အတွက်အဆင်ပြေတယ်လို့ဆရာမယူဆတယ်အဒီတော့ဒီဗီဒီယိုကြည့်ပြီးပြီဆိုလို့ရှိရင်ပြေးတယ်ဆိုရင်လည်းပြေးတဲ့အကြောင်းလေးကိုဆရာမက comment မှာပြောပြခဲ့ပါနောက်ထပ်လို့လို့ရှိရင်လည်းဆရာမပြင်လို့ရတဲ့အချက်တွေရှင်းပြင်ပြီးတော့မှအချိန်ရရင်ဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုအဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြည့်တင်ပါတယ်ရှင်